မီးလေးပရတီရဲ့တကြားလာယူတာတကြားလေးယူပေးပါအောင်ကွယ်ဟုတ်ကဲ့ကောင်းပါပြီအတော်သူမလည်းတကြိုင်ဘူအတွက်မိဘကလည်းဝင်သွားခဲ့တဲ့အချိန်မှာအတော်ကြီးကအနောက်ကနေလိုက်ပါလာခဲ့ပါရီ။တမီးလေးရဲ့နေမိဘကလည်းကတန့်ရှင်းပြီးတော့တိုက်ရဲနေရပဲနော်။ဘာပဲပြောပြော နေရတေတေချာလေးရောနေတတ်တာပဲ။နေရမိဘကတေတေလေးတခုကိုတော့မှတေတေချာထားနိုင်နေဆိုတော့အိမ်အောင်ရှင်မကောင်တယောက်ပြီးသားလာလိမ့်မယ်လို့ငါထင်တယ်။ ဒါပေါ်တော့ရဲ့ကျမတို့အနေနဲ့မိဖို့ကံလေးတစ်ခုကိုတော့တန်းတန်းရှင်းရှင်းထားတင်တယ်လေအင်းရဲ့ပြောရွှေမှုကဒီကနေပြီးတော့ပဲစတာမလားအေးဟုတ်တယ်တမီးရဲ့နင်းပြောတာမှန်နေအမျိုးသမီးကလည်းကြားယူပြီးနောက်မှာတော့ပြန်သွားခဲ့ပါတယ်ဒီမိန်ကလေးကတော့ရွာငယ်လေးတရွာမှာနေထိုင်နေခဲ့တဲ့မိန်ကလေးတယောက်ဆိုပေမဲ့အရန်ကိုရင်ကျေးလိုက်မှပြီးစီကန်းတည်ဝဲမှုရှိတဲ့မိန်ကလေးတယောက်ပါ သူကတော့သူ့ရဲ့မိဘနှစ်ပါးနဲ့အတူတူသူ့မောင်လေးနဲ့နေထိုင်နေခဲ့တာပါ။သူမရဲ့အသက်အရွယ်ကအခုဆိုရင်တော့အိမ်အောင်ကြဖို့အတော့အသက်အရွယ်ကိုရောက်ရှိလိုလာခဲ့ပြီပဲဖြစ်ပါတယ်။ဘလို့ဖြစ်တာလဲအဆင်ပြေရလားနှင်းုံကြည့်ရတာအရင်ကစွရင်ပူပန်နေတဲ့ပုံစံပဲ။เอ้ง่าตมิลีအတွက်စွရင်ပူပန်နေရง่าตมิลีကအခုဆိုရင်တော့လက်ထရမဲ့အချိန်တခုကရောက်နေပြီသူ့အတွက်အတင်းတော်တဲ့ကောင်းလေးတယောက်ကိုလိုက်ရှာနေရလေရှာလို့မတွေ့ဘူးဖြစ်နေတယ်။ကောင်းမွန်နေကောင်းလေးကြတော့လေအလौကံရမကောင်းအလौကံကောင်းတော့ပြန်တော့လေအယက်သမားဖြစ်နေတယ် အိမ်မမိသားစုဝင်တွေကလည်းများနေပြန်ရောညီမတွေအမတွေကလည်းအိမ်မရှိနေသေးတယ်ဆိုလို့ရှင်တော့ငါရဲ့သမီးလေးကိုဘလို့စိတ်ချပြီးသူတို့အိမ်ကိုပို့ရမလဲ။ဘာတွေကိုစိုးရင်ပူပန်နေရလဲဘာမှစိတ်ပူမနေနဲ့ငါတီးတဲ့ကောင်းမွန်တဲ့မိသားစုတစုရှိတယ်။ကောင်းလေးရဲ့ဇာတာခွင့်ကြောင့်မိန်းကလေးတယောက်ဘယ်မှမရှာလို့မရဘူးဖြစ်နေရဲဆိုပြီးတော့ငါကြားတယ်။နင်းအဆင်ပြေမဲဆိုလို့ရှင်တော့ငါစကားပြောကြည့်လိုက်ရမလားဟဲ့။ဟဲ့နင်းကလည်းဒီကိစ္စမေးစရာကိစ္စလား။အမြန်ဆုံးပဲနင်းတို့စကားဆက်ပြောလိုက်ကြတော့လေ။ ဒီနောက်မှာတော့နှစ်ဖက်မိဘတွေ့ဆုံခဲ့ကြပြီးစကားပြောဆိုခဲ့ကြပါတယ်။နှစ်ယောက်သားရဲ့ဇာတာခွင်ကိုတိုက်ပြီးတော့စစ်ကြည့်လိုက်တဲ့အခါမှာဇာတာခွင်ကိုင်းညီနေအောင်ကိုတွေ့ခဲ့ရတဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့လက်ထပ်ပွဲကိုဆက်ပြီးလုပ်ဖို့အတွက်ဆုံးဖြတ်ကြပါတယ်။ရဲနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာပရီတီလည်းလက်ထပ်ပြီးရခမအင်ကိုလိုက်ပါလာခဲ့ပါတယ်။နောင်နေမနဲ့မိုးလင်းသွားခဲ့တဲ့အခါမှာသူမရခမအင်ကမိဖို့ကန်အကြည်ကြီးရဲ့ကိုသူမဝင်သွားလိုက်ပါတယ်။မိဖို့ကန်ရဲ့ကိုရောက်သွားတဲ့ဆိုရင်ပဲအဲဒီကအချိန်လေးကြောင့်သူမလည်းတော်တော်လေးအားအသင်သွားခဲ့ရပါတယ်။ ပစ္စည်းတွေအလုံးကမိဖို့ခန်းထဲမှာရှုပ်ရှက်ပွားနေခဲ့ပါတယ်။ဟဲ့ဒါဘလို့ဖြစ်ရတာလဲအိမ်ကလည်းအကြီးကြီးဖြစ်ပြီးတော့မိဖို့ခန်းရဲ့အခြေအနေကလည်းစုပ်ပြတ်တန့်နေရောပဲ။ရေတောက်တဲ့သူကလည်းတောက်ရေခွက်ကိုနေရာမှာပဲထားသွားတယ်။ပကံတွေဇုံးတွေခွက်တွေကိုလည်းဘေးစင်နဲ့တေချာမထည့်ပဲနဲ့အပြင်မှာပဲထပ်ထားတယ်။မဆလာဘူးတွေကိုလည်းတုံးဆွဲပြီးတော့တေချာလည်းမပိတ်ထားဘူး။ဒီမိဖို့ခန်းကိုတန့်ရှင်မလုပ်တော့ဘဏ္ဍနှစ်ဘဏ္ဍလီရှိနေပြီလေ။ဒီအချိန်မှာရခမဖြစ်သူရောက်ရှိလာခဲ့ပါတယ်။ဘာဖြစ်တာလဲချွေးမလေးရဲ့ ။နင်ရဲ့ပထမအဦးဆုံးမိဖို့ကြောင့်နဲ့ဝင်တဲ့နေ့မှာဘာချက်ပြောင်းရင်ကောင်းမလဲလို့စဉ်းစားနေရလား။နင်ထမင်းဟင်းတွေကိုတဲချလေးချက်မောက်အချိုပွဲအနေနဲ့လည်းတခုခုပြင်ဆင်လိုက်အောင်နော်ကြားလား။ဟုတ်ကဲ့ကောင်းပါပြီအမေကျမပြင်ဆင်ထားပေးပါမယ်။သူမလည်းရခမဖြစ်သူထွက်သွားတာနဲ့မိဖို့ကံတစ်ခုလုံးကိုအရင်ဆုံးတန်ရှင်တောက်ပြောင်းတော့အောင်လို့တန်ရှင်ရေလောက်ပါတယ်ပြီးတဲ့အခါမှာထမင်းဟင်းစတင်ချက်ပြုတ်ပါတယ်ထမင်းဟင်းတွေချက်ပြုတ်ပြင်ဆင်လုပ်ပြီးပြီးဆိုတာနဲ့အားလုံးစတောက်လို့ရအောင်သူမဧကန်ပေးခဲ့ပါတယ် ကောင်းလိုက်တာရောင်မရဲ့ရောင်မချက်ပြုတ်ထားတဲ့အစားအသောက်တွေကတကယ်စားကောင်းပြီးတော့အရင်အောင်အရသာရှိရပဲတည်ရဲ့လားဒီအစားအသောက်တွေအားလုံးစားပြီးသွားတဲ့အခါကျရင်တော့ကော်ဖီလည်းတောက်ချင်သေးတယ်ကျမမနက်စာစားတောက်တဲ့အခါတိုင်းကော်ဖီတွဲတောက်ရတာကြိုက်လို့လေရတာပေါ့ရောင်မလေးရဲ့ကျမအခုချက်ချင်းကော်ဖီဖြော်လာခဲ့ပေးပါမယ်မဟုတ်ဘူးမိမရဲ့မင်းအရင်ဆုံးငါ့အဝိစာကိုမိဖို့တွားတိုက်ပြီးတော့ယူလာခဲ့ပေးမင်္ဂလာဆောင်ကိစ္စတွေနဲ့အလုံးရှုံနေကြရနဲ့ငါရုံမတော့ရတာ၃ရက်တောင်ရှိနေပြီတိလား ကဲသမီးနင်းဟာနေပဲသွားပြီးတော့ကော်ဖီသွက်ဖြော်လိုက်တော့နေ့ရောက်မှစီမအလုပ်တွေအများကြီးရှိသေးတယ်။နင်းကော်ဖီဖြော်ရင်ငါ့အတွက်လည်းကော်ဖီတစ်ခွက်ဖြော်လာခဲ့ပေးရုံနော်။သူမကတော့ယောက်ျားဖြစ်သူရဲ့အဝတ်အစားကိုမိဖို့သွားတိုက်ပေးနေခဲ့တဲ့အချိန်မှာရောင်မလီကတော့ကော်ဖီဖြော်ပုံမိဖို့ခံနေဝင်သွားခဲ့ပါရယ်။သူမကော်ဖီအိုးတည့်ထားခဲ့ပြီးနောက်မှာတော့ဖုန်းဘက်အာယုံဆိုင်ကြည့်နေပါရယ်။ကော်ဖီတွေကနွားနိုးရည်နဲ့ဖြော်ထားတာဖြစ်ပြီးတော့ဝေကြကုန်ပါတယ်။သူမတန်ရှင်းတစက်ကလေးတောင်မလုပ်ဘဲကော်ဖီခွက်ကိုယူပြီးအပြင်ကိုထွက်လာခဲ့လိုက်ပါတယ်။ ထမင်းစားတော့ပြီးစီသွားခဲ့တဲ့အခါမှာလည်းအားလုံးကစားတော့ပြီးရဲ့ပကံတွေကိုတခါရင်ဘေးစင်ထဲမှာထည့်ရမယ်အစားထားခြင်းနဲ့နေရမှာပဲထထားပါဗျ။ငမနာကလေးရင်ဘယ်မိဖို့ကန်တစ်ခုလုံးတန်ရှင်းလို့ထားတာပါ။ဘာလို့ဒီလောက်အမြန်ပြန်ပြီးတော့ညှက်ပတ်သွားရတာလဲဟဲ့စိတ်ညစ်တယ်။သူမလည်းအမြန်စုံမိဖို့ကန်တစ်ခုလုံးတန်ရှင်းပြန်လို့ပါဗျ။တဖြည်းဖြည်းနဲ့သူခမိုင်းကသူတွေဘလောက်တောင်မှညှက်ပတ်လဲစီးမဲ့ကမ်းမဲလိုက်တယ်လဲဆိုတော့သူမလည်းသဘောပေါက်နားလေသွားခဲ့ပါဗျ။ တခါတလေကြာရင် ရောင်မနဲ့ခမနှစ်ယောက်လုံးကထမင်းဟင်းဝင်ချက်တယ်ဆိုတဲ့အကြောင်းပြကြတဲ့မိဖို့ကန်တစ်ခုလုံးကိုရှုပ်ပွားသွားအောင်လှုပ်သွားတတ်ကြပါရဲ့တခါတလေရောင်မလည်းမိဖို့ကန်နဲ့ဝင်လာပြီးခေါက်ဆွဲပြုတ်တဲ့အခါဆိုလို့ရှင်လည်းမိဖို့ကန်တစ်ခုလုံးညစ်ပန်နေရပါပဲခေါက်ဆွဲအခွန်အထောက်ကိုတော့လှုပ်မပြစ်သွားခဲ့ပါဘူးဒါရီကြောင့်ချွေမလေးပရိသီမနအစောကြီးအိယာကနိုးထလာပြီးဆိုတော့နဲ့အားလုံးတန့်ရှင်ပြန်လို့ရပါရဲ့တရမှာတော့အန်ဂျလီငါမိဖို့ကံကိုနှစ်ရံတန့်ရှင်တိုက်ရတော့အောင်လို့တန့်ရှင်လောက်တဲ့အနေကတော့အမြဲတမ်းညစ်ပတ်အောင်လိုက်လုပ်နေတယ် နင်တောက်ရဘူးတွေကိုဆိုလို့ရှင်လဲတန်ရှင်းနေရလည်းနဲ့ကန်ရမှာပေါ့ဒါမှလက်ရောက်ရီမထင်ပါလေမိဖို့ခန်းကိုလည်းကြည်စံနေဝင်လာပြီဆိုလို့ရှင်တော့ gas မိဖို့တဝိုင်းညစ်ပတ်နေရပဲညစ်ပတ်သွားရင်တခါတည်းတန်ရှင်းလောက်သွားပေါ့နေမုတ်စာပြီးရပကံတွေကိုဆိုလို့ရှင်တော့ထမင်းဟင်းချက်တဲ့ခုံပေါ်မှာထားမဲ့အစားညစ်ပတ်နေရပကံတွေတခါတည်းဆေးကြောဖို့အတွက်ဘေးစင်းနဲ့ထည့်ထားငါနဲ့ပကံဆေးခိုင်းနေရတော့မဟုတ်ဘူးနင်ဒီပုံစံအတိုင်းမနေလို့မဖြစ်ဘူးနောက်ဆိုနင်လက်ထပ်ပြီးခမအိမ်ကိုသွားအောင်မရခမအိမ်မှာအခုလိုမျိုးနေတော့လေနင်အစဲခံရလိမ့်မယ်တိလား အမလီရောင်းမကလည်းဘာလို့အလောက်တော်မှစဉ်းစားနေရလဲအတွေးလွန်နေရပဲဘလို့မဆိုမိဖို့ကန်ဆိုတာကညစ်ပတ်လွယ်တယ်လေတရက်ကို၃လေးကောင်မိဖို့ကန်ကိုတန်ရှင်လုံးနေစရာအကြောင်းမှမရှိတာမနက်စာချက်ပြုတ်လဲညစ်ပတ်မယ်နေ့လယ်စာချက်ပြုတ်လဲညစ်ပတ်မယ်ညစာချက်ပြုတ်ပြီးသွားတဲ့အခါကျတော့မှတခါတည်းတန်ရှင်လုံးလိုက်တော့ပို့ပြီးတော့အဆင်မပြေဘူးလားတရက်၃ကောင်တန်ရှင်လုံးမဲ့အစားတစ်ခေါက်ပဲလောက်ကြတာပေါ့ဘာမှအများကြီးရှောက်ပြီးတော့စဉ်းစားမနေနဲ့သွားလိုက်ဝင်သေးလားဒီမင်းကလေးတို့ကငါဘယ်လိုမျိုးရှင်းပြအောင်လဲသူရဲ့ပြင်းရည်တက်တဲ့အကျင့်တွေကြောင့်တရက်ကြာရင်တော့ဒုက္ခလှလှတွေ့ရုံပဲ ရဲ့အနေနဲ့ကြာမြင့်သွားခဲ့တဲ့အခါမှာအန်ဂျလီကိုကြည့်ဖို့အတွက်မိသားစုဝင်တွေရောက်ရှိလိုလာခဲ့ကြပါရယ်အန်ဂျလီနဲ့ပရီတီတို့နှစ်ယောက်သာစားတောက်ဖို့အတွက်အစားအသောက်တွေပြင်ဆင်ခဲ့ကြပါရယ်အရာနဲ့အတူတူရောင်မလီကမိဖို့ကန်တစ်ခုလုံးကိုလည်းညှပ်ပတ်သွားအောင်လုပ်ပစ်ထားပါရယ်နေကိုမိဖို့ကန်နဲ့ဝင်ခိုင်းတာလေမိဖို့ကန်ကိုညှပ်ပတ်သွားအောင်လုပ်ခိုင်းတာမဟုတ်ဘူးနေမိဖို့ကန်နဲ့ဝင်တဲ့အခါမှာမိဖို့ကန်တစ်ခုလုံးတန်ရှင်းအရင်အောင်ပြန်လုပ်ရရယ်နော်နေအခုလက်ထက်ရတော့မှလေအခုတော့နေရဲ့အကျင့်တွေကိုပြင်ဆန်းပါဒီပုံစံအတိုင်းပဲနေလို့မဖြစ်ဘူး အခုတော့မိဖို့ခံကိုတန်းတန်းရှင်းရှင်းထားရမယ်ကြလားဒီနောက်ပရိသီကပဲထမင်းဟင်းချက်ပြုတ်ပြီးသွားတဲ့အခါမှာမိဖို့ခံတစ်ခုလုံးတန်းရှင်းလုပ်ခဲ့ပါရယ်ဒီထမင်းဟင်းတွေအားလုံးကိုကျမရဲ့တမီလေးတယောက်တည်းကချက်ပြုတ်ပြင်ဆင်ထားတာလေအရသာတွေ့ရလားတော်ရမယ်ရခမဖြစ်တော့ကထမင်းဟင်းတွေကိုအရသာကြိုက်နှစ်တန်နေခဲ့ပါရယ်ဒါပေမဲ့သူမကနောက်တစ်ခုကိုတည်ကျင်နေခဲ့တဲ့အတွက်ကြောင့်မလို့အကြောင်းပြချက်တစ်ခုပေးပြီးနောက်မှာတော့မိဖို့ခံနဲ့ဝင်သွားပြီးကြိလိုက်ပါရယ်တန်ရှင်တိုက်ရနေတဲ့မိဖို့ခံကိုတွေ့သွားတဲ့အခါမှာသူလည်းသဘောကျလွန်တဲ့အတွက်ကြောင့်မို့လို့မင်္ဂလာဆောင်ကိုလက်ခံခဲ့ပါရယ် ဒီလိုချွေမော့ကိုပဲလိုချင်တာထမင်းဟင်းချက်ပြုတ်ပြီးသွားတဲ့အခါမှာတန်ရှင်းတောက်ပြောင်းနေတဲ့မိဖို့ကန်လေဒီလိုနဲ့သူတို့လည်းလက်ထက်ပွဲကိုသဘောတူလိုက်ပြီးနောက်မှာတော့အန်ဂျလီတယောက်ရခမိုင်ကိုရောက်ရှိသွားပါပြီရခမိုင်ကိုရောက်သွားတဲ့အချိန်မှာလည်းသူမရဲ့အကျင့်တွေကိုပြင်ဆင်ခဲ့ခြင်းမရှိပါဘူးပထမဦးဆုံးမိဖို့ချောင်းနဲ့ဝယ်မနေနေမှာပဲသူမကမိဖို့ကန်တစ်ခုလုံးကိုညက်ပတ်သွားအောင်လှုပ်ပြစ်ထားပါတယ်ငါ့ရဲ့မိဖို့ကန်ဘလို့ဖြစ်လို့ဒီလောက်တောင်ရှုပ်ပွားနေရလဲအေးလေသူ့အိမ်မှာမဟုတ်တာပြီးတော့ချွေးမအစ်စ်လေးဆိုတော့နည်းနည်းကြောက်လန့်နေရဲ့ထင်ပါတယ်နောက်ဆိုရင်တော့သူလှုပ်တတ်သွားမှာ တရက်မှာတော့ချွေးမလေးရေနင်ဖះเจ้าကနေပြီးပြန်လာပြီလားငါဘိုက်တွေတအားစားနေပြီငါအတော်ထမင်းလေးပါလေချက်ပေးစက်မောင်းဝဲဟုတ်ကဲ့ကောင်းပါပြီအမေအန်ဂျလီကမိဖို့ခံတယ်ဝင်သွားပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်ပါတယ်ထမင်းလေးအနှဲငယ်ချက်ပြုတ်ပြီးနောက်မှာတော့သူမမိဖို့ခံတခုလုံးကိုရှုပ်ရှက်ပွားသွားအောင်လုပ်ပစ်ခဲ့ပါတယ်ခဏအကြာမှာရခမဖြစ်သူကလည်းရေတောက်ဖို့အတော်မိဖို့ချောင်းနဲ့ဝင်လာခဲ့ပါတယ်ဒီအချိန်မှာပဲညှပ်ပတ်နေတဲ့မိဖို့ခံကိုသူမတွေ့ခဲ့ရပါတယ်လှီးဖြတ်ထားတဲ့ဟင်းဒီဟင်းရွက်အကြံတွေကိုလည်းမပစ်ထားပါဘူး စီပလင်းတွေမဆလာဘူးတွေအကုန်လုံးကိုလည်းဟင်းချက်ပြုတ်တဲ့နေရာမှာပဲစုပြုံထားပါရစေ။ဓမင်းဟင်းချက်ပြုတ်နေရင်လည်းညပတ်ဆုပ်ပြတ်နေတဲ့ဂတ်စမီဘိုတွေကိုကြည်လိုက်လို့ရှိရင်တော့စိတ်ပြတ်သွားမှသိကြပါပဲ။သူ့ကိုချက်ခိုင်းတာငါမှားတာပဲငါငါချက်လိုက်ပုံမြန်ပြီးတော့တန့်ရှင်းအောင်မယ်။နောက်နေ့မှာအန်ဂျလီအခန်းထဲမှာထိုင်ပြီးတီဗီကြည့်နေပါရစေ။မနက်ဖြန်ကြလို့ရှင်တော့နေရဲ့အတော်တယောက်လာလေလိမ့်မယ်မိဖို့ကန်တန့်ရှင်မလို့တာကြာနေပြီတော့အမြန်ဆုံးတန့်ရှင်သွားလို့ကျမတော့မလာအမေဒါဆိုရင်တော့ဒီတစ်ပိုက်ပြီးသွားရင်သွားမယ်လေနော် အခုအရင်အရေးကြီးတဲ့ကိစ္စတစ်ခုကပေါ်လာတော့မှထွေးမကသူ့ရခမကဘာဖြစ်လို့တားလိုက်တာလဲမသိဘူးဒီလိုနဲ့ရခမကိုသူကလည်းမောင်းထုတ်လိုက်ပါတယ်သူလည်းမလုံချင်တဲ့အတွက်တီးပြီးပဲဆက်ကြည့်နေကြတာပေါ့နောက်နေမှအတော်ဖြစ်သူကလည်းအိမ်ကိုရောက်လာခဲ့ပါပြီသူမအခုအထိမိဖို့ကံကိုတန်ရှင်းမလုပ်ဘဲနဲ့အမြဲထမင်းဟင်းချက်ပြုတ်ပြီးရတယ်ပြစ်ထားတတ်ပါတယ်နေရချွေးမလေးကထမင်းဟင်းချက်ပြုတ်ပြီးသွားတဲ့အခါကျရင်ဘယ်တော့မှတန်ရှင်းမလုပ်ဘူးနော်ဒီလိုမိဖို့ခံနေကနေပြီးတော့ထွက်လာတဲ့အစာအသောက်တွေကိုငါဖြစ်စားကိုမစားခြင်းဘူး မိုက်ပုံးထဲမှာအမိုက်တွေကလည်းပြည့်နေရပဲဘေးစင်ရဲ့အပေါ်မှာလည်းကြည့်ပါအောင်ပကံတွေနဲ့ရင်းကောင်းတွေတလောင်းလောင်းနဲ့ဆက်ညှစ်လိုက်တာဟဲ့ထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာစီပလင်းတွေရောမဆလာဘူးတွေရောကြကြင်ကြလို့ကြပြီးတော့ဖြစ်ချင်တဲ့အတိုင်းဖြစ်နေရတော်ပြီငါ့ငါဟိုတယ်မှာပဲသွားနေတော့မယ်ဒီမှာမနေနိုင်တော့ဘူးဒီစကားကိုကြားခဲ့ရတဲ့အတွက်ကြောင့်မို့လို့ရခမဖြစ်သူရှက်ရွံ့သွားပါတယ်ဒါပေမဲ့သူကလည်းအိမ်မှာပြဿနာဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့လို့ပါဇက်ပိတ်နေလိုက်ပါတယ်သူပြောတာမှန်တယ်ချွေးမော်လေးရောက်လာတဲ့ချိန်ရဆပြီးတော့ငါ့ရဲ့မိဖို့ကန်တစ်ခုလုံးအခုလိုဖြစ်သွားခဲ့ရပါပဲ ကဲဒီမအန်ဂျလီရေဒါအရင်အရေးကြီးရဲ့ file တွေမင်းခဏလေးတင်ထားပြီးမနေ့ဖြန်ကြရင်ပြန်ယူမယ်နော်။ကောင်းပြီလေ။ကျမပေးထားပါ။အန်ဂျလီကလည်း file တွေကိုယူပြီးတော့မိဖို့ခံနေဝင်ကထမင်းဟင်းချက်ပြုတ်ပါရီ။ဒီအချိန်မှလည်းသူမထမင်းဟင်းချက်ပြုတ်နေနေပဲဖုန်းကြည့်နေခဲ့ပြန်ပါရီ။သူမလက်နဲ့စီပလင်းကိုတိုက်ချမိသွားတဲ့အခါမှာတော့ file ပေါ်စီရီပြုတ်ကျသွားပါရီ။ဟာဒုက္ခပဲသူအရေးကြီးရလို့ပြောတဲ့ file ပေါ်စီပလင်းမှောက်ကျသွားပြီ။သူတည်ရင်ငေါ့စိတ်ဆိုးတော့မှကျင်းတည်တယ်။နောက်နေ့ရိုဟန်လည်း file တွေကိုကြည့်ပြီးဒေါသအကြီးကျယ်ထွက်သွားပါရီ။ ဒါဘလို့အရေးကြီးရဲ့ file လဲဆိုတော့မင်းသိလားမင်းကတကယ်အရန်ကိုပြင်းပြီးတော့အမှုမဲ့အမှတ်မဲ့နေတတ်တဲ့ main ကလေးပဲငါ့အရင်မိဖို့ခံရဲ့အခြေအနေကိုကြည့်စမ်းလွန်ခဲ့တဲ့3-4ရက်ထဲကငါထမင်းစားခြင်းစိတ်မရှိဘူးဆိုတော့ကမင်းရဲ့မိဖို့ခံကြောင့်ပဲဟုတ်တယ်နင်ပြောတာမှန်တယ်မနေ့ကတော့ငါအမလာပြီးတော့သူ့ကြောင့်ချက်ချင်းပြန်သွားတယ်လေသူတော်မဟိုတယ်မှာသွားနေနေရတယ်နင်တို့လာကြည့်တဲ့အချိန်တုန်းကနင်းအိမ်ကမိဖို့ကံအရန်ကိုတန်ရှင်းနေလို့ငါတို့ကနင်းကိုလက်ခံခဲ့တာ။နင်ကအရန်ကိုပြင်းရှိပြီးတော့အလုံးမလုံးချင်တဲ့ main ကလေးဖြစ်မယ်ဆိုတော့ငါတို့မထင်ထားခဲ့ဘူးလေ အဲ့ဒီမိဖို့ခံကိုတော့ကျမရောင်မတန့်ရှင်လောက်ထားတာစိတ်ညစ်တယ်နင်အိမ်ကနေချက်ချင်းထွက်သွားလိုက်တော့မိဖို့ခံကိုဘလို့ထိန်းသိမ်းရမလဲဆိုတာကိုသိတဲ့အခါမှာပြန်လာခဲ့သူယောက်ျားကလည်းသူ့မိဘအိမ်ကိုပြန်ပို့လိုက်ပါတယ်သူမအခုချိန်မှာဘယ်သူမှအဆက်အသွယ်မလုပ်ကြတော့ပါဘူးသူလည်းစိတ်ညစ်သွားတဲ့အတွက်ကြောင့်မို့လို့မိဖို့ခံကိုဘလို့တန့်ရှင်းအောင်ထားမလဲဆိုတာကိုသူ့ရောင်မစီကတင်ရှုလိုက်ပါတယ်ဒီနောက်သူလည်းရခမအိမ်ကိုပြန်သွားခဲ့ပြီးတောင်းပန်စကားပြောလိုက်ပါတယ်သူတို့မိသားစုအစဉ်ပြေသွားခဲ့ကြပြီးနောက်မှာတော့ တဖက်ကမိသားစုကလည်းမိဖို့ကံကိုဘလို့တန်ရှင်းအောင် ထားမလဲဆိုတာကိုနားလည်သွားခဲ့ပါတယ်